ားလုံးပဲမင်္ဂလာပါခင်ဗျာဒီပြောက်ကိုဆွေးနွေးပေးမယ်အကြောင်းအရာကတော့ဒီလက်ရှိတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီခေါင်းစဉ်နေနေကတော့ဒါဒီကနိုင်ငံရေးခင်ချင်းမှာဒါတရုတ်ကဒါပုံပေါ်နေတဲ့ဆက်ညွှန်းနေဒါယူဆက်ဆက်ပြီးတော့ပြောက်ကိုဆွေးနွေးပေးပါတော့ဒါဒီဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ဒါဒီရပိုင်းမှာဒါတရုတ်အနေနဲ့ဒါသူရဲ့ grand strategy ရဒါရွှေကွက်တွေအများကြီးရွှေနေတယ်ပြင်ကြီးတစ်ဖက်ကအမေရိကန်ကိုလည်းဒါသူအနေနဲ့ခက်စိတ်စိတ်ကိုယ်ကပြီးတကွက်ဒါဒီနိုင်ငံရေးရဇညွန်းနေ ရွှေနေတာကိုတွေ့နေတာအဲ့တော့ဒီအကြောင်းအရာကိုဒါဒီလိုပြောရဲဆိုတာဖြစ်စဉ်နေနေပေါ့ဒါတနေ့ကတောင်တရုတ်ပင်လယ်အတွင်းမှာပဲဒါဒီပိုင်ဆိုင်မှုမြင်းပွားနေတဲ့ဒါကလပ်ပိုင်စစ်ရှေ့ဆိုင်စခန်းနေတဲ့နီးတဲ့ဒီနေရာမှာရှိတဲ့ဒါ Stanley Curry လို့ခေါ်တဲ့ဒါကျွန်းတကျွန်းကိုတရုတ်ကသိမ်းလိုက်အော်ဒါဒီတရုတ်ကသိန်းတာနဲ့ပတ်သက်ပြီးတော့ဒီကျွန်းနေတဲ့ဒါဒီကာလာကြာရှည်ဒီအငင်းပွားမှုဖြစ်နေတဲ့ဒါဒီဖလပိုင်နဲ့ဖြစ်နေတဲ့ဒီတောင်တရုတ်ပင်လယ်မှာရှိတဲ့ဒီ separate ကျွန်းတွေရှိတဲ့ပြီးရင်ဒီဘက်ကဒါဖလပိုင်စစ်ရှေ့ဆိုင်စခန်းတွေရှိတဲ့ 爱拿啊，是的，滴，这都叫呢，尼泊尔嘛，是的，一叫，别他滴，叫哪个？德英来。我说，叫着哪？他滴，菲律宾的，不会的，这都叫那嘛，是的，这这这，世界上的事啊，他这个一叫，我们那南欧，欧洲，巴西，那属于，对的，马拉奥，对呀。哦，他出现哪？在在啥呢？这他妈嘛，尼泊尔嘛，把这菲律宾的，美国那的，白卡的，说，都当做那尼卡的属于，那不，西里吉尼亚是了。哦，他现在，卡拉嘛，别他滴，叫呢？ အခွန်ကိစ္စနဲ့ဒါဒီအမေရိကန်ကဒါအလုံးရှုံနေတဲ့အချိန်မှာဒါသူ့အနေနဲ့ quality ဒါတိမ်ပြသွားဟုတ်ဒါဆက်ပေါ်ဒါတရုတ်ဒီ short code တွေလည်းတိုင်းစားဟုတ်ဒီပြောချင်တာကဒီတောင်တရုတ်ပြင်လေမှာရှိတဲ့ဒါနယ်နိမိတ်တွေအားလုံးကိုဒါဒီနိုင်ငံတကာတရားစီရင်ခုံလို့ဖြစ်တဲ့ IC ကဒါရှမှတ်ထားရှိတယ်ဒီနေ့ဒါတွေအားလုံးကဒါတရုတ်မပိုင်ဘူးဆိုပြီးတော့ထုတ်ပြန်ထားတော့ဟုတ်ဒါတရုတ်ကဘာပဲပြောပြောဒီ ကျွန်းတွေအားလုံးကဒါသူပိုင်နေဆိုပြီးတော့ထုတ်ပြန်ချက်တွေနဲ့သူဒီကျွန်းစုတွေအားလုံးကိုဒါဒီသူ့အနေနဲ့တစ်ခုပြီးတစ်ခုဒါတည်ယူပြနေရတွေ့ရတယ်အဲ့တော့ဒီခုတစ်ခါဆိုရင်ဒါဘလောက်ထိဟိုဟာဖြစ်လဲဒီအမေရိကန်နဲ့ဖိလစ်ပိုင်ဒါဒီတစ်ဖက်မှာစေးလေးကျင့်နေတဲ့အချိန်မှာပဲဒါသူကအချိန်ကလုံးပြသွားတာအဲ့တော့ဒါဒီလောလောဆယ်ဒီတောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်အနေနဲ့ကဒီအာဆီယံနိုင်ငံတွေဖြစ်တဲ့ဒီမလေးရှားပါမယ်ပြီးရင်ဖိလစ်ပိုင် ပြီးရင်ထိုင်ဝမ်ပေါ့ဒါဗီယက်နမ်တို့နဲ့ဒါကျွန်းစုပြဿနာကြီးဖြစ်တယ် ဓိကတော့ဒီ parallel ကျွန်းပြီးရင်ဒီ separate ကျွန်းဒီကျွန်းနှစ်ကျွန်းနဲ့ရတော့ဒါအဓိကနည်းမြင်ညင်းပွားမှုဖြစ်လာတာအဲ့တော့ဒါပြိပခါရရဲ့အစင်းမြေကိုဒါကျွန်တော်တို့ဒီဆက်ပြီးတော့ like ကြည့်မယ်ဆိုရင်ဒီတရုတ်နဲ့အမေရိကန်အဓိကဖြစ်နေတာအဲ့တော့ဒါဒီနှစ်နိုင်ငံလုံးကတည်ကြတဲ့ဒါပြန်လဲထွက်ပေါက်နေတော့တရုတ်ရဲ့ဒီအရှိပြန်လဲထွက်ပေါက်ဒါစီမပိတ်ဆိုရင်ပြီးရင်ဒီဘက်ကဒါစီးပွားရေးရနှုံးနှစ်ဖက်မဟာဗျူဟာရပိတ်ဆိုရင်ဒီပြိပခါရရနဲ့ဖြစ်ပြီးတော့ဖြစ်လာတဲ့ဒါအစင်းမြေအဲ့တော့ဒါဒီလက်ရှိမှာဒါအမေရိကန်ကပဲ ဥဆောင်ပြီးတော့ဒါတရုတ်ကိုသူအနေနဲ့ဒါဒီ platform ပေါ့အပါဝင်ပေါ့ဒါလောလလက်ဒီကစားနေတဲ့ဒီကုံတွယ်စစ်နေတာဒီလောက်တာဟုတ်ဒါဒီတစ်ခါတရုတ်ကပြန်ကြည့်မယ်ဆိုရင်ဒါတရုတ်အနေနဲ့ကဒါအခုဒီလက်ရှိအိန္ဒိယပါကစ္စတန်အရေးနဲ့ပဲဒါကောင်တာပြန်ပြီးတော့ like ဟုတ်ဒါဒီရေးမှာဆိုရင်ဒါတရုတ်ကပါကစ္စတန်ဘက်ကရက်တည်ပေးတယ်အာပြောရရင်ဒီတနေ့ကဆိုရင်ဒါဒီပါကစ္စတန်ဘက်ကဒါလက်နက်တွေထောက်ပံ့ပေးထားတာကိုတွေ့တယ်တော့ပြောနေတာဒီတရုတ်နဲ့အိန္ဒိယကဒါဒီ bridge port ဝင်နိုင်ငံတွေဖြစ်တယ်အဲ့ဒီလိုနိုင်ငံတွေအရှင်းရှင်းတော့ပေါ့ဒါဒီတရုတ်ပြည်နဲ့ကဒါ သူ့သူ့ရဲ့ရက်တီကူတွေပေါ့ပထမဒီပါကစ္စတန်ဘက်ကရက်တီကူတွေတွေ့နေရတယ်ပြီးရင်ဒါဒီတစ်ဖက်ကကြည့်မယ်ဆိုရင်ဒီအိန္ဒိယအနေနဲ့အမေရိကန်ဘက်ကိုရိမ့်နေပြီးရင်ဒါဒေသတွင်းမှာဆိုရင်ဒါဒီတရုတ်လိုပဲအိန္ဒိယကဒါဒီအများကြီးပြိုင်ပွဲနိုင်တဲ့ဖြစ်လာဖြစ်တဲ့အတွက်ဒါအခုဒီအမေရိကန်နဲ့ဒါအခုတရုတ်အနေနဲ့ဒီအိန္ဒိယနဲ့ဒီပါကစ္စတန်အရေးမှာပဲဒါတရုတ်ရဲ့အရွှေကွက်ကပို့ပြီးတော့တာသွားတယ်ပေါ့အဲတရုတ်ထုတ်သုံးလိုက်တဲ့ဒီမာဗျူကရွှေကွက်ကြီးကပို့ပြီးတော့ထိရောက်သွားတာအဲ့တော့ဒီခုရုရှားယူကရိန်းစစ်ပေါ့ ရုရှားယူကရိန်းစစ်မှာဆိုရင်လည်းဒီတရုတ်အနေနဲ့ဒါရုရှားကိုနောက်ခွဲရနဲ့ဈေးလန်းနဲ့ထောက်ပံ့နဲ့ပြီးရင်ဒီတစ်ဖက်ကအီရန်လိုနိုင်ငံတွေလည်းမာပဲဖြစ်ပြီးဒါအီရန်နေယူအိမ်မက်ကောင်တယ်ပေါ်နိုင်ပေးလောက်အထိကိုတရုတ်ကထောက်ပံ့ပေးထားတာကိုတွေ့နေရအောင်အဲ့တော့ပြောချင်တာကအခုဒီကမ္ဘာအခင်းကျင်းမှာဒါတရုတ်ရွှေ့သွားတဲ့ရွှေ့ကွက်တွေကဒါတုံးဝကိုဒါဒီထိရောက်မှုရှိတယ်ပြီးတော့ဒါအရှိန်တိုတွင်းမှာပဲဒါအီရန်နိုင်ငံတွေပြီးရုရှားလိုအင်အားကြီးနိုင်ငံတွေနဲ့တော့ဒါသူအနေနဲ့မာမိတ်ဖွဲ့နိုင်တယ်ဒီအတွက်ကြောင့်ဒါဒီတရုတ်အနေနဲ့ဒီဘာကန်နဲ့ စစ်လို့ခေါ်တဲ့ဒီနိုင်ဖဲတွေအများကြီးကိုကင်ထားပြီးတော့ဒါသူဘခင်ချင်းမှာဒီပါဝါတွေအဓိကကြာလာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါအနှစ်ချုပ်ပြန်ပြီးတော့ပြောရရင်ခုဒီလက်ရှိမှာဆိုရင်ဒါဒီစစ်တူရင်အစားပွဲလို့ဆိုရင်ဒါတရုတ်ကအမေရိကန်ကိုဒါဒီရှက်ဖို့ပုံမှာဒါသူအနေနဲ့ပါဝါအသာပြန်ဒီဘက်ကကျွန်တော်တို့ဒီ quash နိုင်တဲ့ဒီအကွက်တွေမှာဆိုရင်လည်းဒါအသာစင်းနဲ့ရပြီးတော့ဒီရှက်ဖိတ်မှာဆိုရင်ဒါဖြစ်နိုင်တဲ့ရွှေကွက်တွေအားလုံးကိုဒါသူအနေနဲ့မြင်ထားတယ်ပြန်ဒီတစ်ဖက်က ကင်ထားပြီးတော့ဒါတပွက်ရှင်းစီရွှေ့ပြသွားတာကိုတွေ့ရအဲ့ပြောချင်တာဒီတရုတ်ရဲ့ဒါလက်ရှိသွားနေတဲ့သူရဲ့ image ဖြစ်တဲ့ဒါ2030မှာဖြစ်လာနိုင်တယ် made in china အတွက်ဖြစ်လာဖို့ကဒါယာကင်တော့အနေနဲ့ဒါတော်လေးကိုကောင်းနေပြီးတော့အခုဒီသူရွှေ့နေတဲ့ဒါဇန်ညွန်းနေရလဲတော်လေးကောင်းနေပြီလို့တော့ကျွန်တော်အနေနဲ့မြင်မိတာပါအားလုံးကိုကျေးဇူးတင်